မင်္ဂလာပါရှင်။ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့နှစ်နိုင်ငံတက္ကသိုလ်များအကြားနားလည်မှုစာချုပ်လွှမ်းများရေးထိုးနိုင်ရေးအတွက်မြန်မာသိပ္ပံနည်းပညာဝန်ကြီးနဲ့တရုတ်သိပ္ပံနည်းပညာဒူဝန်ကြီးတို့တွေ့ဆုံဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ မြန်မာတရုတ်နှစ်နိုင်ငံတက္ကသိုလ်များကြားနားလည်မှုစာချုပ်လွှာများရည်ထုတ်နိုင်ရေးအတွက်မြန်မာနိုင်ငံမှသိပ္ပံနှင့်ဤပညာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာမျိုးသိန်းကျော်နှင့်တရုတ်ပြည်သူသမ္မတနိုင်ငံသိပ္ပံနှင့်ဤပညာဝင်ကြီးဌာနဒုတိယဝင်ကြီးမစ္စတာချန်ဂျီယန်ချိန်တို့ဇွန်လ10ရက်ကတရုတ်တွင်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါဗျ။သိပ္ပံနှင့်ဤပညာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာမျိုးသိန်းကျော်ဟာ Second Belt and Road Initiative Science and Technology Exchange Conference အခမ်းအနားသို့တက်ရောက်ရန်တရုတ်ပြည်သူသမ္မတနိုင်ငံစီချွန်ပြည်နယ်ချန်တူးမြို့သို့ရောက်ရှိနေခြင်းဖြစ်ပါသည်။အဆိုပါတွေ့ဆုံမှုတွင်နှစ်နိုင်ငံအကြားသိပ္ပံနည်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးလူဆောင်အရေးမြေဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆောင်ရွက်ရေးပူးတဲသုတေသနလုပ်ငန်းများဆောင်ရွက်ရေးနေပေအသီးသီးတွင် AI နည်းပညာအသုံးချမှုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနဲ့ပတ်သက်လို့လဲဆွေးနွေးခဲ့ကြရလို့ဆိုပါတယ်။ ီတောင်စုဝင်ကြီးဟာ Ghost and Pride of Poverty Elevation True Science and Technology Forum တို့တရားဖွင့်မှာစကားပြောကြပြီးသိပ္ပံနေနီးပညာဖလဲရေးဆိုင်ရာရပ်ဝန်းနဲ့ပိုလမ်းမဝင်ကြီးများအစဉ်အစည်းအဝေးတို့တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။